စင်ကာပူဝန်ကြီးချုပ်လော်ရန့်စ်ဖောင်ရဲ့ဖိလစ်ပိုင်ခီးစဉ်ဖြစ်ပါတယ်။အထွေထွေရွေးကောက်ပွဲမှာနိုင်ရရှိခဲ့တဲ့စင်ကာပူဝန်ကြီးချုပ်လော်ရန့်စ်ဖောင်ဟာ၎င်းရဲ့ပထမဆုံးပြည်ပခီးစဉ်အဖြစ်ဖိလစ်ပိုင်နိုင်ငံသို့အလည်ပတ်သွားရောက်ခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံခီးစဉ်အတွင်းဖိလစ်ပိုင်သမ္မတဂျူနီယာမာကုစ်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး စင်ကာပူဖိလစ်ပိုင်နှစ်နိုင်ငံဆက်သွယ်ရေးကိစ္စရပ်များနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းရပ်များနဲ့အာဆီယံရေးရာကိစ္စရပ်များဆွေးနွေးခဲ့ပါတယ်။အာဆီယံအဖွဲ့ကြီးရဲ့အရေးပါမှုနဲ့အတူအာဆီယံအဖွဲ့ကြီးရဲ့ပြပကမ္ဘာအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်မှုများဥပမာ Gulf Cooperation Council ဥရောပသမဂ္ဂစတဲ့အဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ခြင်းကို ထောက်ခံအားပေးခဲ့ပါတယ်။ လက်ရှိအာဆီယံအဖွဲ့ကြီးရဲ့ဥက္ကဋ္ဌနှင့်တဘာပရိနေရာတာဝန်ယူထားသူ မလေးရှားနိုင်ငံဟာ2025ခုနှစ်မှာပြီးဆုံးမှဖြစ်ပြီး2026ခုနှစ်မှာဖိလစ်ပိုင်နိုင်ငံဟာအာဆီယံအဖွဲ့ကြီးရဲ့ဥက္ကဋ္ဌနှင့်တဘာပရိနေရာရယူရမှာ ဖြစ်ပါတယ်ဖိလစ်ပိုင်နိုင်ငံ အာဆီယံအဖွဲ့ကြီးရဲ့တဘာပတိနေရာနဲ့ဥက္ကဋ္ဌနေရာရယူခြင်းကိုလည်းစင်ကာပူနိုင်ငံကထောက်ခံကြောင်းပြောကြားခဲ့ပြီ ဒေသတွင်းကိစ္စရပ်များကမ္ဘာရေးရာကိစ္စရပ်များကိုလည်းအာဆီယံအဖွဲ့ကြီးရဲ့အရေးပါမှုကိုထိရောက်စွာအသုံးချသွားရန်ကိုလည်းထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။စင်ကာပူဝန်ကြီးချုပ်လော်ရန့်စ်ဝေါင်ရဲ့ဂျွန်လ9ရက်နေ့ဖိလပိုင်နိုင်ငံ ခီးစဉ်ဟာ အာဆီယံအဖွဲ့အစည်းတွင်ပုံမအားကောင်းစေလာနိုင်တဲ့ခီးစဉ်တရက်ဖြစ်ပါကြောင်းတင်ဆက်အပ်ပါတယ်။